ကြံပိုင်၍အကျွေးပြန်ရခြင်းရှေးခါကရွာတရွာ၌အဖိုးအတယောက်ရှိ၎င်းအဖိုးတို့သည်လိမ့်လေကောက်ကျက်ခြင်းပရိယဝေဝုတ်သုံးခြင်းအနှဲငယ်မြောက်မနစ်သက်တိကျမံကံမှုကိုသာနစ်သက်သူဖြစ်လေသည် တနည်း၌ရွာသားလူငယ်တယောက်သည်၎င်းအဖိုးကိုယီတိကျမှုနှင့်ပတ်သက်၍မိတို့အကြံဖန်အနာယူရမည်ကိုစိတ်ကူးလေ၏ထို့နောက်အကြံရ၍ အဘောဝထံသို့တွားရောက်ကဒေတန္တရဘဟုတုတရှာမီယံခီးထွက်လိုသည်ဖြင့်ငွေတရာခဏချေးပါနလရှိရင်ပြန်ပေးပါမယ်ဟုဆိုကားငွေချေးလီအဘောကရွာသားချင်းအတုံးလို့ရင်ငွေချေးဖို့အရေးမကြီးပါဘူးတိကျမန်ခံဖို့သာအရေးကြီးပါတယ်မင်းမသစ္စာလူမာဂရီဆိုတာနားလေပါရဲ့လာကွယ်ဟုပြောလေ၏နားလေပါရဲ့ပါကြီးရဲ့ နှစ်လရှိရင်ဂရိအတိုင်းပါချင်းဝင်ပြန်ပေးပါမယ်ဟုဆိုကအဖိုးကိုလည်းရွာသားလူလေအောင်အေးကောင်းပြီမင်းဂရိတီးစေနော်ဟုဆိုကဝေတရားခြေလိုက်လေ၏နှစ်လပြည့်သောအခါအဖိုးကိုလည်းရွာသားလူလေထံသွားရောက်၍ကျွေးငွေတရားကိုဂရိအတိုင်းပေးဆက်ရန်ပြောလေ၏ရွာသားလူလေကကောင်းကင်ကိုလက်ညှိုးထိုးပြလျက်ပါချင်းရဲ့ကောင်းကင်ကိုလည်းကြည်ပါအောင်နှစ်လရှိမှပေးရမယ်ဆိုတော့ ုတလပဲရှိပါသေးတယ်ဟုဆိုသဖြင့်အဖိုးကလည်းမိသူများပြန်ပြောတော့ပဲနေတို့ပြန်သွားလိမ့်။နေရခန့်အကြာတွင်အဖိုးသည်ရွာသားလူလဲထန်တို့ရောက်လာကောင်ကျွေးလာတောင်းပြန်၏။ရွာသားလူလဲလဲရှင်းနီတူနှစ်လရှိမှကျွေးဆက်နိုင်ပြီဆိုသဖြင့်အဖိုးကိုလည်းလက်လျှော့ပြန်ခဲ့ရလိမ့်။ရွာသားလူလေသည်တိကျတဲ့အဖိုးကြီးတို့ဒီတခါထိပြီဟု၍ ဝမ်းသာနေစဉ်အဖိုးသည်ကြွေးတောင်းရန်ရောက်လာပြန်သည် ရွာသားလူလဲကဘာကြီးရဲ့တလပဲရှိသေးတာဘာဖြစ်လို့လာရပြန်တာရောဟုမေးလိမ့်၏အဖိုးကနှစ်လရှိလို့လာတာပေါ့မဟုပြော၍ရွာသားလူလဲကကောင်းကင်ကိုလက်ညှိုးထိုးပြရင်ပမာနှစ်လရှိလို့လဲဘာကြီးရဲ့ဟိုမှာကြည့်ပါအောင်တလပဲရှိနေတာဟုဆို၏အဖိုးကအပေါ်အင်းကြီးအိတ်ထဲမှမှန်ဝိုင်းကလေးတစ်ချက်ကိုထုတ်ယူကောင် ကောင်းကင်မှာတလဒီမန်ထဲမှာတလနှစ်လရှိပြီးမောင်ပါကြီးထံကချေးယူထားတဲ့အကျွေးတရာပြန်ဆက်ပြီးတော့ခုတခါတော့ငင်းကြမယ်မကြံနိုင်ဟု လေးတန်းခက်မမဖြစ်ပြောရရွာသားလူလဲလဲမငင်းတာတော့ပဲချင်းွေတရာကိုအဖို့ဟာပြန်ဆက်လိုက်ရလေတည်းအရှက်ကိုအသက်ထက်တံပိုးထားသူရှေခါကတိုင်းပြည်တစ်ပြည်၌တတိယတယောက်တွင မယားနှစ်ယောက်ရှိ၏မယားကြီးမှာသာသမီမထွန်ကားပဲမယားငယ်၌သာသာသမီထွန်ကား၏တတိသားသည်မယားကြီး၌သာသမီမထွန်ကားစေကမူသာသမီရသောမယားငယ်နီးတို့ပင်ချစ်ခင်မျက်နှို့၏ထို့သောမယားကြီးအားချစ်ခင်မျက်နှို့သည်ကိုမရှုစိတ်နိုင်သောမယားငယ်သည်မိမိ၏သားငယ်ကိုရေရင်းထဲသို့တွန်းချကားမယကြီးသည်မိမိအားမနှို့လို၍မိမိသားငယ်အားတက်ဖြတ်ပါသည်ဟုတတိသာ ငိုယိုတိုင်တန်း၏တတိသာလေးသားအတွက်မခံမရနိုင်ဖြစ်ကောင်းဘရင်အားရှောက်တင်လေ၏ဘရင်သည်အမတ်လေးယောက်တို့အားထိုအမှုကိုစီရင်စေရန်မပြည့်ပြည့်၍အမျက်တော်ထွက်ပြီးလျင် အမတ်လေးယောက်အားအကျဲထောင်ချထား၏ထို့နောက်ပညာရှိအမတ်ကြီးအားခေါ်ယူကောင်းထိုအမတ်ကို လွှဲတော်မူလိုက်၏ထိုအခါပညာရှိအမတ်ကြီးသည်တတိသာ၏မယားကြီးမယားငယ်တို့ကိုစစ်ဆေးသော မတက်ပါဟု၍အကြောင်းမျိုးမျိုးပြကထွက်ဆိုကြကုန်၏သူဖြစ်၍တနေ့၌ပညာရှိအမတ်ကြီးသည်တတိသာ၏မယကြီးအားတတိစိတ်ခေါ်ပြီးလင်တင်းမတက်ဟုဆိုလင်အများတကားရှိတွင် ထမိန်ချုပ်ပြရမည်ဟုပြောလေ၏တတိသာ၏မယကြီးမှာအကြံရခတ်ပြီးအမတ်ကြီးမိမကောင်းတို့မြည်သည်အရှက်ကိုအသက်ထက်တန်ဖိုးထားရမည်ကျုပ်ကိုသက်လိုပါကအသက်ပါအရှက်ထက်အသက်ကိုမငဲ့နိုင်ပါဘူး သူ၏သားကိုလည်းကြုံမတက်ပါဟုဆိုလေ၏ထို့နောက်ပညာရှိအမတ်ကြီးသည်တထေးသာ၏မယားကြီးကိုအကျဉ်းသို့ပြန်ပို့ပြီးမယားငယ်ကိုခေါ်ယူကာရှင်းနေအတိုင်းပြောကြပြန်၏တထေးသာ၏မယားငယ်လည်းအများချိန်တွင်ထမင်းချုပ်ပြရဲပါသည်ဟုဆိုကာလူရှိပရိသတ်တွင်တကယ်ပင်ထမင်းချုပ်ပြလေသည်ပညာရှိအမတ်ကြီးသည်တထေးသာ၏မယားငယ်၌အရှက်ကြောင့်မရှိအတရေကင်းမဲ့သော အဖြစ်ကို သိရပြီးတော့ လူအများရှိတွင်မရကြီးသည်တန်းငယ်ကိုမသက်အရှက်ကြောင့်ကင်းမဲ့စွာဖြင့်ထမိန်ချွတ်ပြရဲသောမိမစာမျိုးသာကလေးကိုအတနာအညာတာမရှိတက်ဖြတ်သူဖြစ်ပေလိမ့်မည်ဟု၍စီရင်ချက်ချလိမ့်မယ။မယငယ်လေမိမိအမားကိုမငင်းဆန်နိုင်ဘဲဝန်ခံရလိမ့်သည်။ဘရင်လည်းပညာရှိအမတ်ဤအမှုစစ်ဆေးပုံကိုချီးမွမ်းပြောဆိုကာတာသက်သောမိမအားတည်တံပေးလိုက်လေသည်။ စစကောင်တုံမြင်းပုံခံရကုံတဲ့တူသည် အလောက်ကိစားရှိ၍ခီးထွက်ရာတားဖြစ်သူကိုပါ အဖို့ခေါ်ခဲ့လေသည်ကုံတဲ့သားဖမှာမြင်စည်းလာတော့လေခီးဝေးသည်နှင့်သွားလို့ရအရက်တို့မရောက်မီမိုးချုပ်လေ၏ကုံတဲ့လည်းခီးလမ်းလိုက်ပင်အရန်ဆုံးဖြတ်ပြီးတားဖြစ်သူဟာတပြက်တခိုးဘေးရန်အတွက်တတိထားအရန်မှကြားလေ၏တားဖြစ်သူကတညာလုံးစောင့်ပါမည် ဖခင်သာအိပ်ပါဆို၍ကောင်းတယ်လေစိတ်ချလက်ချအိပ်လေသည်တို့ရတွင်အသက်ကြီးသူဖြစ်၍မကြခဏနိုးလေးရှိသည့်အတိုင်းတရင်တို့၍တားဖြစ်သူပါကြည်လာရအိမ်လီဒီကိုတွေးသည်ဖြစ်တညလုံးစောင့်မဲ့အကောင်အိပ်ပြီလားဟုမေးလေ၏တားဖြစ်သူကလည်းလက်နိုးသပြီးမိပါဘူးအဖေရဲ့စဉ်းစားနေတာပါဟုဆို၏ပါများစစနေရလဲကွာဟုမေယာတာဖြစ်သူကမိုးပေါ်ကကျယ်ရီကိုကြည့်ရင် သူတို့ဘလို့ဖြစ်ပေါ်လာသလဲဆိုတာကိုစဉ်းစားနေရပါဟုဖြေလိ။ကောင်းတယ်လေအေးအေးစဉ်းစားတာလေစဉ်းစားကွာတတိလေထအိတ်ဟုဆိုပြီးအိပ်ပျော်သွားပြန်သည်။အတန်ကြာလျင်တရင်တို့ပြန်၍ကြည်လိုက်ရောသားဖြစ်သူအိပ်ပျော်နေသည်ကို တွေ့၍တညလုံးစောင့်မဲ့အခါအိပ်ပီလာဟုမေးရာသားဖြစ်သူလည်းလန့်နိုးလာပြီးမိပါဘူးအဖေရဲ့စဉ်းစားနေတာပါဟုဆိုခဲ့သည်။ကောင်းတယ်က ။ဘာများစဉ်းစားနေရလဲကွာဟုမေးရာတပ်ဖြစ်သူကအညီရှိအုံးဖိတမေကိုလက်ညှိုးထိုးပြပြီးအုံးသေးတဲ့အုံးရည်ဘလို့ရောင်းနေတယ်လေဆိုတာစဉ်းစားနေရပါဟုဖြေလိဤ။ကုန်သေးကအေးစဉ်းစားစဉ်းစားဒါပေမဲ့လေတတိထာအိဟုဆိုကားအိပ်ပြောသွားလေသည်။အယုံတက်ခံဒီ၌ကုန်သေးလေလက်နိုးရာတပ်ဖြစ်သူဟာငုတ်တုတ်ထိုင်နေသည်ကိုတွေ့၍ဒီလိုတော့လေတော်သားမေးဖဲနေနိုင်ပြီတဲ့ဟု စိတ်ထဲကချင်းမုန်းကမင်းမအိပ်ပဲစောင့်နေရပေါ်ဟုဆို၏တာဖြစ်သူကဟုတ်ခဲ့ကျွန်တော်စဉ်းစားနေတာပါဟုပြော၍ကုံသေးကမင်းဟာကတညလုံးစဉ်းစားတာပဲလားစင်မစဉ်းစားနိုင်တာပေါ့ကွာကဲဘာရင်းများစဉ်းစားနေတယ်ဆိုတာအဖေကိုပြောပြပါအောင်တာဖြစ်သူကမင်းကောင်းနည်းရှိရမဟုတ်လားအဖေဟုဆိုရကုံသေးကအေးလေကွာမင်းကောင်းနည်းဆိုတာဘာလို့မလို့လဲဟုမေးလေတာဖြစ်သူက အဲ့ဒီမြင်းကုံးလေးကိုအဖေထမ်းခိုင်းရမလားကျွန်တော်ပဲထမ်းရမလားဆိုတာစဉ်းစားနေတာပါဟုပြော၏ကုံးစဲကဘာဖြစ်တော့မြင်းငုံးကြီးထမ်းရမှာလဲကွာဟုမေးရာစဖြစ်သူကမြင်းမရှိတော့ဘူးအဖေလူခိုးသွားပြီမြင်းကုံးကြီးပဲကြံခဲ့တယ်ဟုဖြေချလိုက်၏